တင်ဆက်ပေးမယ့်သတင်းကတော့ရွှေညောင်နဲ့ညောင်ရွှေမှာရည်ကြီးရှံဖြစ်ပွားတာကြောင့်ဒေသခံတို့ရွှေပြောင်းနေရတဲ့သတင်းမျိုးဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရွှေညောင်ညောင်ရွှေဘက်တွေမှာဇွန်လ17ရက်နေ့ကစပြီးတော့လက်ရှိချိန်အထိရေတက်နေတာကြောင့်အနေပိုင်းနေရေဝင်နေပြီးတော့ဒေသခံတို့ရွှေပြောင်းနေရပြီဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်။ရွှေညောင်ညောင်ရွှေလန်းရေရှမ်းတက်လာပြီးတော့ရေတန်းနှုံးနဲ့အရမ်းမြန်နေလို့ညောင်ရွှေမျိုးနဲ့အင်းလင်းတရတိထားတဲ့နယ်လို့လည်းသိရပါဗျ။ ဇွန်လ13ရက်နေ့ည10:00နာရီလောက်ကစပြီးတော့လက်ရှိအချိန်အထိကိုရေတံတုံးကအရမ်းမြန်ပြီးအနေပိုင်းနေသူတွေရွှေလျော်သမားရွှေနေရလို့လည်းသိရပါဗျ။အင်္ဂလိပ်ကပပလဲကနေစီဝင်လာမဲ့ရေတွေကြောင့်လာမဲ့၃ရက်အတွင်းရေ၃ပေရာနဲ့၇ပေထန်တီးတက်နိုင်တယ်လို့ခန့်မှန်းရပြီးငလင်ကြောင့်အင်္ဂလိပ်ကအောက်ခံမြေတူအတွန့်ခေါက်ပြီးတော့အရင်အားထက်ရေကြဆင်းမှုတွေနှေးသွားပြီးတော့လေယာဉ်ဆိုင်ခင်းတွေနဲ့မပစီနိုင်တယ်လို့လည်းဒေသခံတွေစီကနေသိရပါဗျ။ဇွန်လ၁၇ရက်၁၂ရက်နဲ့၁၃ရက်တွေမှာတောင်ကြီးဘက်နဲ့ကလော ပင်လောင်ဟဲဟိုဘတ်တွေမှာလည်းမိုးကြီးရေချမ်းသာတွေရှိခဲ့ပြီးတော့တချို့နေရာတွေထက်လေရွေနှမြုပ်သွားတာရှိရလို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလတုန်းကလည်းအင်းလေးဒေသမှာရေချမ်းတက်လာပြီးတော့အိမ်ခေါမိုးတက်နေရတဲ့တရှိနေခဲ့တယ်လို့လည်းဒေသခံတွေစီကနေသိရပါတယ်။ဒီသတင်းကိုတော့မြတ်တူကပြပို့လာတာပါ။